တရုတ်အနေနဲ့အလောက်ကိုင်းဆယ်တန်းလောက်ချက်ချင်းကျမတို့ဆုံးရှုံးနိုင်ကြောင်းကို US ရဲ့ဘန်နာရေးအတွင်းရေးမှုကသတိပေးထားတဲ့သတင်းပဲဖြစ်ပါတယ်။လူကြီးမင်းများအားလုံးပဲမင်္ဂလာပါ။ကျမကတော့လှဝင်ပဲဖြစ်ပါတယ်ရှင်။ အမေရိကန်ဘဏ္ဍာရေးအတွင်းရေးမှူးဒီစကော့ဘန်ဆမ်နဲ့ကျမတို့ပြန်ကြားရေးအတွင်းရေးမှူးဒီကယ်ရိုလိုင်းလေဗစ်တို့ကတိုင်းပြည်ရဲ့ငွေကြေးပေါ်လစီကုန်သွယ်ရေးသဘောတူညီချက်နဲ့အတူလာမယ့်ဒီဝင်ငွေခွန်ကောက်ခံမဲ့ကိစ္စတွေနဲ့ဆက်လင်းပြီးတော့မှအင်ဖြူတော်မှာသတင်းစာရှင်းလင်းပွဲတရက်ကိုကျင်းပခဲ့တာပဲဖြစ်ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့အခွန်နှုန်းတွေဟာအမေရိကန်ရဲ့ဒီကုန်ထုတ်လုပ်မှုစွမ်းအားကိုမြင့်တင်ပေးနိုင်မှာဖြစ်ပြီးတော့မှအမျက်အစွန်ပုံမရရှိနိုင်တယ်လို့ပြောဆိုခဲ့ကြပါတယ်ဒါပေမဲ့အမေရိကန်ရဲ့ဒီထုတ်ကုန်ထုတ်လုပ်မှုနှုန်းကတော့ကျဆင်းလျက်ရှိနေတာကို data တွေအရတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဒါကိုလည်းတာဝန်ရှိသူတွေဘက်ကနေပြီးတော့မှအပြင်မှာတော့ဒီ positive လက္ခဏာကိုစောင့်နေကြောင်းကိုပြောကြားသွားခဲ့ပါတယ်။ ဆက်လက်ပြီးတော့မှလက်ရှိတရုတ်နဲ့ဆွေးနွေးနေတဲ့ကုန်သွယ်ရေးသဘောတူညီမှုအကြောင်းကိုလည်းဖွင့်ပြပြောကြားသွားခဲ့ပြီးတော့မှမိမိတို့ဟာတရုတ်နဲ့ကုန်သွယ်ရေးသဘောတူညီချက်ရဖို့မျှော်လင့်ထားကြောင်းတရုတ်အနေနဲ့ဒီစီးနေပွဲမှာမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုမချနိုင်ခဲ့ပါကပေါ့နော်ဒီဆိုးဝါးတဲ့ဆုံးရှုံးမှုတွေဖြစ်ပေါ်လာနိုင်ကြောင်းကိုလည်းသတိပေးသွားခဲ့တာကိုတွေ့မြင်ရပါတယ်တရုတ်အနေနဲ့အလောက်ကင်ဆယ်သားလောက်ချက်ချင်းဆုံးရှုံးသွားနိုင်တယ်လို့ဒီဘက်ဆန်ကပြောသွားခဲ့ပါဗျာ။ လက်ရှိအချိန်မှာတရုတ်ဘက်ကကုန်တင်သင်္ဘောတွေအမေရိကန်ကိုဝင်ရောက်မှုနှဲပါနေတဲ့အတွက်ကျမတို့ဒီ supply chain ပြဿနာတွေအတွက်ကိုလည်းစိုးရိမ်နေကြောင်းကိုပြောဆိုသွားခဲ့ပါတယ်ဆလဘီသူကဒီရူဒီသမားတွေအနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှကြိုတင်ပြင်ဆင်ထားဖို့တတိပေးသွားခဲ့ပြီးတော့မှ trend ရဲ့ဒီ trade fair ပေါ့နော် fair trade ပေါ့နော် policy ကိုလည်းဒီ company တွေအနေနဲ့နားလည်ဖို့လိုချောင်းကိုပြောသွားခဲ့ပါဗျာ အရှေ့တိုင်းပြည်တွေဖြစ်တဲ့ဒီအိန္ဒိယ၊ဂျပန်နဲ့တောင်ကိုရီးယားတို့နဲ့ပတ်သက်တဲ့ပေါ့နော်ကုန်သွယ်ရေးသဘောတူညီမှုဆွေးနွေးချက်တွေဟာလည်းအတော်လေးခီးရောက်နေပြီဖြစ်ကြောင်းကိုပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့သတင်းကတော့နောက်ဆုံးရ F2 တိတ်သတင်းလေးပဲဖြစ်ပါတယ်။ဒီလိုမျိုးနိုင်ငံရေးပိုင်းဆိုင်ရာသတင်းတွေ၊ fundamental သုံးသပ်ချက်တွေ၊ technical ပိုင်းဆိုင်ရာသုံးသပ်ချက်တွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ရန်အတွက်ကျမတို့ရဲ့ဒီ TBM မြန်မာကို like share follow ပြုလုပ်ပေးထားနိုင်ပါတယ်ရှင်။လူကြီးမင်းများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။